မင်္ဂလာပါရှင်ရှမ်းအေကူမီဒီယာကကြိုဆိုပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မြို့တော်ခမ်းမမှာ38ကျိန်းမြောက်အတ္တိပြည်ဆိုင်ရာမူရည်စေဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေအထင်အမှတ်နေနေမူရည်စေဝါနှင့်ပတ်သက်တဲ့အတ္တိပညာပေးပြခန်းများကို26ရက်6လ2025မှ2ရက်9လ2025ထိ9ရက်တိုင်တိုင်ခင်းကျင်းပြသလျက်ရှိပါတယ် ထိုပြကန်းများကို နေစဉ်မိဘပြည်သူများအစိမ့်မြင့်ပညာဦးစီးဌာနမှကျောင်းသားကျောင်းသူများအခြေခံပညာဦးစီးဌာနမှကျောင်းသားကျောင်းသူများမှနေစဉ်လာရောက်လည်လာလျက်ရှိပါသည်ပြကန်းများကို လာရောက်လည်လာကြသူများ၏စကားသံများကိုယခုလိုမေးမြန်းထားပါသည်အဲအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့မောင်ဟိုကျော်ဖြစ်ပါတယ်ကျွန်တော်ကတော့တောင်ကြီးပညာရေးဒီဂရီကောလိပ် ဒီနေ့ဒင်းဒုတိယနေ့ဒုတိယနေ့ဝတ်မှာပညာတရားနေတဲ့အဲပညာနာတယောက်ဖြစ်ပါခင်ဗျအားလုံးပဲနေပါပါရှင်ကျွန်တော်ကတော့မင်းနေနေဖြစ်ပါရဲ့ရှင်တောင်ကြီးပညာရေးဒီဂရီကောလိပ်တတိယနေ့ဒုတိယနေ့ဝတ်မှာပညာတင်ရရဲ့သင်တန်းတွေလို့ဖြစ်ပါရဲ့ရှင်ကျွန်တော်တို့ဒီပြခင်ကိုလာရောက်လေ့လာတဲ့အခါမှာပေါ့နော်ကျွန်မအရင်ကြည့်ပြောမသိခဲ့တဲ့အရာတို့ကိုသိခဲ့ရပါရှင်အဲ့ဒါပါလဲဆိုတော့ဘိတ်တောက်တဲ့အကျိုးကျေးဇူးပဲဖြစ်ပါရဲ့ရှင်ကျွန်မဘာမှမဆိုသိထားတာကတော့ဘိတ်တောက်တယ်ပေါ့နော်ဘိတ်တောက်တယ်ဆိုတာဆက်လက်ဖြစ်တဲ့နေရာမှာအကူအညီဖြစ်စေဖို့ အဲအဲ့ဒီတဲကြောင့်မလို့တောက်တယ်ဘိန်းတောက်တာလည်းပါဆိုကျွန်မတို့ဖြစ်စေဘူးအားလုံးကုကုညီပေးဖို့အတွက်ပဲပေါ့နော်ဒါပေမဲ့ဒီပြခံမှာကျွန်မတို့ကြည့်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဘိန်းတောက်တာဆိုလို့ရှိရင်လည်းအဲအလုံးကျွန်တောက်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲသူကမူရစီဝါတုံးစေဖို့အတွက်လမ်းကြောင်းပေါ်ရောက်ရှိစီမှာဖြစ်ပါရဲ့ရှင်အဲ့တော့ဘိန်းတောက်ဘိန်းထဲမှာပေါဝင်တဲ့ပစ္စည်းများဆိုလို့ရှိရင်မူရစီဝါတမျိုးမျိုးတင်မဟုတ်ဘဲနဲ့အမွေစီဝါဘောင်းစုံပေါ့နော်ထည့်ပြီးတော့ တုံးထားဖြစ်တဲ့ကြောင့်မို့အဲဒီဈေးကိုတောင်းမယ်ဆိုလို့ရှိရင်မင်းစီပါလန်ကြောင်းပေါ့ရောက်ရှိသွားမှာဆိုတော့မှတ်သားဖြစ်ရပါလိမ့်ရှင်။အဲကျွန်တော်တို့ဒီလှုပ်ရှားမှုပြခံမှုကိုလာရောက်လीလာကျွန်တော်တို့အများကြီးအထောက်ကူပေးပါလိမ့်ရှင်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဆရာဆမိုင်းဖြစ်တဲ့ကြောင့်မို့အနာဂတ်မှာကျောင်းသူကျောင်းသားတွေကိုလမ်းညွှန်ပေးရမယ်။အဲဒီခါမှာဆိုရင်ကိုယ့်ရဲ့ကျောင်းသူကျောင်းသားတွေရဲ့အပြည့်အဝရမင်းစီပါနဲ့တက်ဆိုင်နေလားအဲဆိုလို့ရှိရင်ကိုကအဲ့ဒီမင်းစီပါတွေကိုမတုံ့ဆဲမိအောင်ဘယ်လိုသာစီးပေးရမလဲ။ ကလေးတွေကိုလမ်းကြောင်းပိုင်းအောင်ဘလို့လမ်းကြီးပြတ်တာပြရမယ်ပြီးတော့မြင်းစီဘွားမှာအဲမြင်းစီဘွား၃၀ချင်းချောင်းရရှိလာတဲ့စူဂျိုးတွေကိုဆိုလို့ရှိရင်တို့အင်းခင်နာမီနာရှိတော့အောင်တို့နားလေသဘောပေါက်အောင်ကိုရဘလို့ရှင်းပြပြရမယ်ဆိုတာလေဒီပြခံနေရပြီးတော့အင်းကျွန်တော်တို့လေ့လာသိရှိခဲ့ရပါရဲ့ရှင်โอเคကျွန်တော်အနေနဲ့ဒီမြေစေဝါဒီဟိုကြာခဲမှာဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးရောက်ရှိရတာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့အရင်ကဆိုလို့ရှိရင်မြေစေဝါဆိုတာကတော့ကျွန်တော်အနေနဲ့ဒီဘိန်းလိုမျိုးလောက်ပဲကျွန်တော်တို့ဒီကရဖြစ်ပါတယ်။အခုဒီမြေစေဝါပြကန်းနေမှာကျွန်တော်လက်လက်တီးရှူလေးလာတဲ့အခါမှာဆိုလို့ရှိရင် မင်းစီဝါဆိုလို့ရှိရင်အမျိုးသားများစွာတွေ့ရပါတယ်ဒီမှာကိုကင်းနေပြီးလို့ရှိရင်စီချောက်ရစီချောက်ပင်နေပြီးလို့ရှိရင်ဘိန်းဖြူဘိန်းမဲရအစားပေါ့နော်ကျွန်တော်တို့များစွာတွေ့ရှိရခဲ့ရပါတယ်ပြီးလို့ရှိရင်ဒီမင်းစီဝါဆိုကြောင်လည်းအရင်ကကျွန်တော်တို့ဟိုဒီအပေါ်ရလောက်ပဲပေါ့နော် never ဒီဖြတ်လို့လွယ်တယ်အဲ့လောက်တည်းစီပဲထင်ခဲ့ရပါဒါပေမဲ့အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေ့လိုက်ရတာဆိုရင်မင်းစီဝါတုံးဆဲမယ်ဆိုလို့ရှိရင်လူတွေကလုံးဝဟိုအဒဗိဒဖြစ်သွားတာတွေပြီးလို့ရှိရင်အတက်အန်တွေဆုံးကျုံတာတွေအများကြီးဆိုးကျိုးတွေဖြစ်စေပါတယ်ခင်ဗျ မတို့ကောက်ဝင်ကြမှာပေါ့နော်မင်းစီဝါဆဲလန်းကြီးရဲ့ဒီလို့ရှိရင်ကျမတို့ကသူတို့အဲဖေတင်ထားတာမျိုးမပြုဘဲနဲ့သူတို့ကျမတို့ကနီးနီးချင်းချင်းကြီးဆိုင်ပြပါမယ်အဲသူတို့မင်းစီဝါကို30ရက်တက်တောင်းလို့ရရှိမှာဖြစ်လာနိုင်တဲ့ဆိုဂျူးတွေကိုလည်းသူတို့နားလေတဘောပေါက်ပြီးတော့အဲစီချင်းနဲ့ပေါ့နော်30မှုရောပါလာအောင်သူတို့ကိုဒီဒီပေးမယ်အဲလိုအပ်လို့ရှိရင်အဖွင့်အစည်းအရာနေပြီးတော့အကူအညီယူပြီးတော့သူတို့မင်းစီဝါကိုအဲဖြတ်တဲ့နေရာမှာကူညီပေးပါမယ်ရှင့်သူတို့ဖြတ်တဲ့ခါမှာလိုအပ်တဲ့ကူညီကိုလည်းကျမတို့က အဲတက်နိုင်တယ်လို့ဆောင်ရွက်ပေးပါမယ်ဟုတ်ကဲ့ပါဒီမွေးစေဝါပြခန်းနေရဆိုလို့ရှိရင်လူငယ်တွေအတွက်အကျိုးကျေးဇူးများစွာရှိပါတယ်ဒီမွေးစေဝါရဲ့စူဂျိုးတွေကိုအပေါ်ရန်တာပြီးတဲ့လူငယ်တွေပြီးလို့ရှိရင်လုံးဝမပြီးတဲ့လူငယ်တွေအတွက်ဆိုလို့ရှိရင်ဒီမွေးစေဝါပြခန်းနေရဆိုလို့ရှိရင်လုံးဝကိုသူတို့ဒီလူငယ်တွေလမ်းမှန်ရောက်ဖို့အတွက်များစွာအထောက်အကူပြုတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီလိုမွေးစေဝါပြခန်းနေရဆိုလို့ရှိရင်လူငယ်တွေအတွက်အများကြီးအထောက်အကူပြုတဲ့အတွက်ဒီလိုမွေးစေဝါပြပြခန်းနေကိုနှစ်စဉ်နှစ်တိုင်းကျွန်တော်တို့ဒီတာဝန်ရှိသူတွေကနေပြီးတော့ဖွင့်လှစ်ပြသပေးနိုင်မှု တို့အနေနဲ့ဒီကနေပြီးတော့အောက်ဆိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီမြင့်ရဲ့စေဝါပပျောက်ရည်လှူဆောင်မှုပြခန်းနေပေါ့နော်အဲကျွန်တော်တို့တောင်ကြီးပြည်ညာရဲ့ DG College ကတင်တဲ့ဒီတင်တဲ့သားရောမကဘူးအရှာတော့ဝင်ချင်းမှရှိရပေါ့နော်ရင်ပါဒီလေအဲလာပြီးတော့လေ့လာဖို့အတွက်အဲတင့်တော်ပါတယ်ဘာလို့လဲဆိုရင်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကိုမသိရရောသိရရောမှာအသေးစိတ်ပေါ်ပြထားရှိတဲ့အကြောင်းကိုလာပြီးတော့လေ့လာဖို့လည်းပြဖို့အပ်ပါရှင်အားလုံးပဲမိင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီ ။ဗာဇီးပြန်အေဒီကောလင်းရာနောက်ဆုံးနှစ်မှာပြင်ရတည်နေတဲ့ကျောင်းသားခွင့်နိုင်ထုံးပဲဖြစ်ပါတယ်ခင်ဗျာ။ကျော်ရတော့ဒီနေ့30ရက်နေ့6လ2025မှာတော့ဒီမူရင်းစေဝါနဲ့ပတ်သက်တဲ့အထင်မှဒီရောမူရင်းစေဝါပညာပေးပြခန်းတွေကိုလိုက်လံပြီးတော့လေ့လာနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့တောင်ကြီးပညာရေးဒီဂရီကိုလေးနေ့တင်သရုံလာနေပရမနေဝတ်မှာပညာတင်ရရကျွန်တော်နေနေပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ကျွန်တော်ကမြို့တော်ခမ်းမမှာပြသတဲ့မူရင်းစေဝါနဲ့ပတ်သက်တဲ့အသိပညာပြခန်းကိုလာရောက်လေ့လာနေရဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျော်ရတော့ ဒီတက်ခေါင်းလာပြီးတော့လေးလာတော့ဒါကတော့ဒုတိယအချိန်ပဲဖြစ်ပါတယ်ခင်ဗျ။ဒီကြာကန်းနေရလူငယ်တွေတော့အလွန်အမအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့အကျွန်တော်တို့နေနေရင်းနှီးခင်မှာမွေးဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ရောင်းအဖောက်ကမှုတွေအလွန်ပဲလွယ်ကူတယ်ဆိုတော့လူငယ်တွေအနေနဲ့အလွယ်တကူပဲပြည့်စုံနိုင်ပါတယ်ခင်ဗျ။အဲဒါကြောင့်မို့လို့ဒီမွေးဆိုပိုင်းနဲ့ပတ်သက်ပြီးတော့အသိပညာတွေတိုးပွားအောင် အဲဒီလိုပြကန်းတွေကိုလူငယ်တွေအနေနဲ့များများလေ့လာသင့်တယ်ကျွန်တော်အနေနဲ့တိုင်တော်အပေးတင်ပါတယ်ခင်ဗျာ။ဟောဒီမိတ်ခေလူငယ်တွေကဘာစောင့်မှုစစ်ပွားအောင်ကျင်ရပြန်တုံ့ပြန်ချနေတယ်ဆိုတော့ဟောအဆုံးတစ်ချက်နေရတော့အပေါင်းတင်ကြောင်းပေါ့နော်။ဒီမိတ်ခေလူငယ်လူရွယ်တွေကဆိုရင်ဒီအပေါင်းတင်တွေကိုတားမဲကြတာပေါ့။သူတွေကအပေါင်းတင်တွေကသူတို့ဆဲဆောင်ကြတယ်။ဒီမိတ်ဆရာကဆိုရင်ဘယ်လောက်ကြီးလူကိုတက်ကြစေတယ်လမ်းဆန်းစေတယ်ဘယ်လောက်ကြီးအကျိုးကြည့်ရတယ်ဆိုတော့သူကအပေါင်းအသင်းအရင်ဆွဲဆောင်ကြပါဘောအဲ့လိုဆွဲဆောင်ကြလို့သူကမိစေဝါတောင်း ုံဆွဲကြတယ်နောက်တစ်ခြားကျတော့ဒီပြင်ပဖိအားတွေကြောင့်ပေါ့နော်သူရဲ့စိတ်ရှင်တွေရာဒီမကောင်းမွန်တဲ့စိတ်ရှင်တွေကြောင့်မို့သူရာဒီမျိုးစေဝါကိုခဏသာစိတ်စိတ်ပြင်ပမှုဖိဖြောက်ဖို့အတွက်ဒီမျိုးစေဝါ၃ရင်း၃ရင်းနေပြီးတော့ဒါပြည့်ဆွဲလန်းလာကြတယ်ဟောကျတော့ရဲ့ဒီပုံဝင်ချင်းမှာမျိုးစေဝါဆွဲထားတဲ့လူတွေများလာတယ်အများပေါ့နော်ဒီမျိုးစေဝါ နဲ့ပတ်သက်တဲ့ဆိုရှယ်မီဒီယာများလာများဒီ news ဆိုတာကျင်းစင်နေပုံချင်းတစ်ခုဖြစ်အောင်ကျွန်တော်ကဖန်တီးဖို့လိုအပ်ပါတယ်အဲ့လိုဖန်တီးဖို့အတွက်ဆိုပရောဆုံးနေလဲဆိုကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ကဒီ news ဆိုရယ်နဲ့ပတ်သက်တဲ့ဆိုရှယ်ကိုတည်ထားမှရမယ်အဲ့လိုမှဒါကျွန်တော်ကဒီ news ဆိုရယ်ဆိုရှယ်ကိုသိရှိပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီ news ဆိုရယ်ကိုရှောင်ကျင်လာမယ်ပြီးရနောက်မှာတော့ကျွန်တော်ကဒီကျော်ရဲ့ဒီ news ဆိုရယ်နဲ့ပတ်သက်တဲ့သတင်းရဘူးတော့ကျွန်တော်ရဲ့ပုံချင်းကိုဖြတ်ဝေပေးရမယ်အထူးသဖြင့်ကျွန်တော်တို့ အနာကတ်ဆရာလောင်းလေးပေါ့နော်ကျွန်တော်ကတနေ့ချိန်တိုင်းကျွန်တော်အကြောင်းဆရာတယောက်ဖြစ်လာမယ်အဲ့အကြောင်းဆရာဖြစ်လာတဲ့အခါကျရင်ကျွန်တော်ကတင်ကြားမယ့်ကလေးတွေရှိလာမယ်အဲ့ဒီကလေးတွေကိုကျွန်တော်ကိုယ်တိုင်အမှုစေဝါရဲ့မကောင်းတဲ့အကျိုးဆက်ကိုကြည့်ရှိရတဲ့ကြောင့်ကျွန်တော်ကိုယ်ကလေးကိုပြန်ပြောင်းမျှဝေမယ်အဲ့ဒီစင်ကလေးတွေကအဲ့ဒီမှုစေဝါဆိုမမကောင်းဆိုတာသိလာရင်သူတို့လည်းရှောင်လာမယ်အဲ့ဒီလိုစင်သူတို့ဟာသူရဲ့မိဘတွေသူရဲ့ကိုမနှမတွေကိုပြောပြလာမယ်အဲ့ဒီစင်တို့ကမိဘတွေကစင်သူတို့ရဲ့ရရောက်ကိုပြန်ပြီးတော့မှမျှဝေလာမယ်အဲ့လိုမင်းလည်းအစစ်စစ်ကြည့်ပါကြည့်ရတယ်ဒီမြင့်နေမြင့်နေတဲ့အစ်တိုင်းနေသူတွေ ဒေတာကြီးတွေရာနေတစ်ဆင့်နောက်ဆုံးမှာတော့ဒီကျွန်တော်ရဲ့နိုင်ငံတော်ကြီးကိုဒီမြေစေဝါကျင်းစဉ်ပပျောက်တဲ့နိုင်ငံတော်ကြီးတစ်ခုဖြစ်ဖန်တီးလာနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့တောင်ကြီးပညာရေးဒီဂရီကောလိပ်၄နှစ်တင်ဇောထာနေဒုတိယနှစ်ဝက်ကမောင်စင်မင်းတစ်ဝက်ဖြစ်ပါရခင်ဗျာဟုတ်ကဲ့ကျွန်မကတော့တောင်ကြီးပညာရေးဒီဂရီကောလိပ်၄နှစ်တင်စတောထာနေပထမနှစ်ဝက်ကမှကျင်းစဉ်နေမှာဖြစ်ပါရှင်ဒီကြာခန့်ကိုလည်းလည်းကြီးရှုပြီးရခါမှာတော့ကျွန်တော်တို့က ကျွန်တော်လူငယ်ရေရဲ့အခမ်းအနားဒီမွေးစွားပြပြရဲ့တဲ့လူငယ်ရေအခမ်းအနားကိုကျွန်တော်သိရှိခဲ့ရတယ်ပြည့်ခါမှာဒီနိုင်ငံတော်ကနေပြီးတော့မှဘယ်လိုမျိုးအခမ်းအနားရည်နဲ့လူငယ်တွေကိုပါဝင်အောင်ပါဝင်လာလှုံ့ဆော်နေမှုရှိနေလဲပြည့်ခါမှာဘယ်လိုမျိုးပညာကဏ္ဍရည်နဲ့အသိပညာပြင်လဲဆိုတာကျွန်တော်သိရှိခဲ့ရပါတယ်ကျွန်တော်ကတော့အခုဆိုရင်လုပ်ငန်းခွင်အကျိုးဆရာအနေနဲ့ပေါ့နော်မကြာခင်မှာဆိုရင်ကျွန်တော်တို့ကကျောင်းပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ကျောင်းပြီးလို့ရှိရင်ဒီအခြေခံပညာကျောင်းရည်မှာတကယ်ကလေးတွေပေါ့နော်ကျွန်တော်တို့ရဲ့ မောင်လေးညီမလေးတွေရွယ်ပေါ့အဲ့ဒီရွယ်တွေကျွန်တော်တို့စာသားတင်ကြရမှာဖြစ်ပါတယ်စာသင်ကားမယ့်အခါမှာဆိုရင်ကျွန်တော်တို့အသိရှိခဲ့တဲ့ဒီမွေးစေဝါလှူရှားရေးပြာခန်းတွေလက်လက်ကြီးကြီးခန်းရတဲ့တရားတွေအသိတွေပြီးအခါမှာဒီနိုင်ငံတော်အနေနဲ့လှုပ်ဆောင်ပေးနေတဲ့ကဏ္ဍတွေအထူးသဖြင့်ဟောပြောဟောပြောပွဲတွေပြီးအခါမှာလှုပ်ရှားမှုပြာခန်းတွေပြီးတော့မှဒီမိရှုဖြစ်စည်းရေးအစီအစဉ်ကိုကျွန်တော် တက်ရှိတက်ရောက်ခဲ့ရပါတယ်ဒီတက်ရောက်ခဲ့ရတဲ့အခမ်းအနားတွေအသိရှိခဲ့ရတဲ့အသိပညာတွေကိုဒီကလေးတွေကိုမွေးစေဝါမြန်မာနိုင်ငံမှာမွေးစေဝါတုံးဆမှု ပပျောက်ပြီးတော့မှနဲပါပို့မှုနဲပါလိုက်ပြီးမှပပျောက်တဲ့အဆင့်ထိရောက်ရှိအောင်လို့ကလေးတွေကိုကျွန်တော်တို့ကအသိဉာဏ်တွေဖြန့်ဝေပေးတော့မှဖြစ်ပါရယ်ခင်ဗျာဒီလိုပြခန်းတွေကိုပြသချင်အဖြစ်ဆိုလို့ရှိရင်လူငယ်တွေအနေနဲ့စပတ်တာတက်စားလို့ရှင်ဒါကလက်တွေ့ပို့ပြီးတော့မှကြားတဲ့အတွက်ကြောင့်မလို့အာလက်တွေ့ကြားတဲ့နိုင်ငံတော်အားလုံးဆောင်နေတဲ့လက်တွေ့ကြားတဲ့အခန်းကဏ္ဍတွေကိုလည်းသိရှိရတယ်တခြားမူရစ်စေဝါနဲ့ပတ်သက်တဲ့ဘုသူတအသိအမြင်တွေလည်းအများကြီးရရှိရတဲ့အတွက်ကြောင့်မလို့ဒီလိုပြခန်းတွေလှုပ်ဆောင်ကြရဆိုရင်ဒီနေ့ခေတ်လူငယ်တွေအပေါ်မှာအများကြီးအကျိုးသက်ရောက်မှုတွေရှိနေပါတယ်မူရစ်စေဝါ၃၀မှုကအများစုကလူငယ်တွေမှာဖြစ်ပွားလေရှိရ ဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်မူရစ်စေဝါကအပြင်မှာကိုအလွဲတကူဝယ်ယူရရှိနေတဲ့အတွက်ကြောင့်မလို့လူငယ်တွေမှာဆိုလို့ရှိရင်မူရစ်စေဝါတုံးဆဲတယ်ဆိုတာကရေပန်းစားတဲ့ကိစ္စတစ်ခုလို့ဖြစ်ဖြစ်လာတယ်ပေါ့နော်အဲဒါကြောင့်မလို့အဲဒီမူရစ်စေဝါတုံးဆဲခြင်းကလူငယ်တွေကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာသူတို့အိမ်တွင်းမှုဆိုင်ရာတွေဒါမကပဲနဲ့အကြောင်းပညာရေးမှာပါအများကြီးထိခိုက်လာတာကိုတွေ့ရတယ်။အဲဒီလိုပြခန်းတွေကိုငွေငွေကုန်ကြေးကြခန်းအချိန်ကုန်ခံပြီးတော့မှပြုတ်လုပေးရတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။ကျမတို့လိုလူငယ်တွေဒါမကပဲနဲ့ပတ်ဝန်းကျင်ကတခြားသောနယ်ပယ်ကလူငယ်တွေလည်းအ ်ဒီလိုမျိုးအကျိုးရှိပြီးတော့မှဘဟုသုတများစွာရရှိတဲ့ပြခန်းတွေကိုလာရောက်ပြီးတော့မှလေ့လာဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ရှင်နောက်ထပ်လည်းဒီလိုမျိုးအကျိုးရှိတဲ့ပြခန်းတွေကိုအများကြီးထပ်ပြီးတော့မှပြုလုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်လူငယ်လူရွယ်များမွေးရစေဝါးနှင့်ပတ်သက်တဲ့အသိပညာဘဟုသုတများပုံမူတိုးပွားလာစေရန်အတွက်ယခုပြာခမ်းများကိုနှစ်စဉ်ကျင်းပပြီးလျက်ရှိပါသည်ယခုလိုပြာခမ်းများ ပြသပေးခြင်းဖြင့်လူငယ်လူရွယ်များဟာ မွေးရည်ဆေးဝါးနှင့်ပတ်သက်တဲ့အသိပညာများပုံမူတိုးဝါးသမည်ဖြစ်ပြီးမွေးရည်ဆေးဝါးများအနေအထားများကိုကြိုတင်ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းသိရပါသည်